အီကွေဒေါနိုင်ငံကွာရာကင်းစေကမ်းမြို့မှာမလ6ရက်ကပြိုင်ဘက်မူရင်ကိုင်းအချင်းချင်းပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးလူ22ဦးထပ်မံတေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါရယ်ဒီမြို့မှာဇက်တိုက်ဆိုသလိုဖြစ်ပွားတဲ့အထိကယုံတွေကြောင့်နောက်ထပ်လူ3ဦးထိခိုက်ဒဏ်ရာရရှိသွားပြီးအစုံပိုင်းမှာတေဆုံးသူ12ဦးရှိရာကနေတေဆုံးသူမြင့်တက်လာခဲ့တာဖြစ်တယ်လို့ဒေသခံရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါရယ် အီကွေဒေါနိုင်ငံမှာရှိတဲ့အင်အားအရှိဆုံးမူရစ်ကိုင်းအဖွဲ့တွေကတဖွဲ့ဖြစ်တဲ့ Lost Tiger Ones ရဲ့စန်းကျင်ဘက်အုပ်စုတွေလည်းဒီပစ်ခတ်မှုတွေမှာပါဝင်ခဲ့တယ်လို့ရဲတပ်ဖွဲ့သတင်းအရင်းမြစ်တအုပ်ကပြောပါရယ်။အီကွေဒေါမှာမူရစ်စေဝါမှောင်ခိုကိုရာပြန်ပြေးဆွဲရတဲ့ဝင်ညစ်တာတွေကိုလှုပ်ဆောင်နေတဲ့ရာဇဝတ်ကိုင်းအဖွဲ့ပြန်မြ20ခန့်ရှိပါရယ်။လက်တလုံးနှစ်တွေအတွင်းအီကွေဒေါမှာအမေရိကန်နဲ့ဥရောပကိုကိုကင်းတွင်တင်ပို့ဖို့အတွက် ခွာရကေးလိုမျိုးစိတ်ကန်းတွေကိုအသုံးပြုပြီးနေဆဲဖြစ်ကြောင်းမူရစ်ကုံသွင်းမှုတွေမြင့်တက်နေချိန်အကြမ်းဖက်မှုတွေလည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။လူသက်မှုတွေဟာလည်း2018ခုနှစ်မှာလူသက်သိန်းမှ6ဦးတက်ဖြတ်ခံနေရတာကနေ2023ခုနှစ်မှာ48ဦးအထိစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။